မင်္ဂလာပါရှင်အင်ပြက်လန်းချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီတစ်ခါမှမျှဝေတင်ဆက်ပေးသွားချင်တာကတော့ဆီမမတည်တာစမ်းကြောင်းရဲ့မကုံနိုင်သေးတဲ့မိကုံများအတွေးမြင်ဆောင်ပါဖြစ်ပါတယ်ဒီဆောင်ပါကို2025မေလ15ရက်နေ့လူမှုຫນွေဦးသတင်းမီဒီယာမှာဖော်ပြထားတာဖြစ်ပါတယ်ရှင်ကျမတို့အင်ပြက်လန်းချန်နယ်ကနေပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ် ်ကောင်စီဟာမဆလာနဝတနာအဖစတဲ့ဘဝတွေကလေးကဝါရဖြန့်ချည်ရေးမော်ရောစိတ်ဓာတ်ဆစ်စင်ရေးပြူဟာပါကျွမ်းကျင်ပိုင်နိုင်ခဲ့သူပါကိုတလောသူ့လက်ရချေရတွေပိုမြင်သာလာပါတယ်ဒါပေမဲ့တချို့လူအုပ်တွေအတွက်တော့ဒါကိုမမြင်နိုင်ကြပါဘူးတကယ်တော့လက်တလောအငင်းခုံတွေဟာစစ်ကိုစစ်လို့မတိုက်ပဲပြည်သူကိုရန်သူလုပ်ပြီးပြည်သူများများတတ်နိုင်တာဟာရန်သူကိုချိန်မုံနေတာလို့ ကုန်းစားနေကြတဲ့စစ်ကောင်စီရဲ့အလို့ကြောင့်စိတ်တက်စစ်စီရေးလမ်းကြောင်းပေါ်မှာပဲတဝဲလဲလဲဖြစ်နေတာပါလက်ရှိမှာစစ်ကောင်စီဘက်နဲ့တော်လှန်ရေးဘက်လို့အမဲနဲ့အဖြူနှစ်ပတ်တည်းရှိတယ်ဆိုတဲ့အမြင်ဟာမလုံလောက်ပါဘူးကလဲမှာမိခိုးရောင်လူစုရှိပါတယ်အဲ့ဒီလူစုမှာနှစ်စုထက်ကွဲပါတယ်တစုကတော့ဘယ်ဘက်မှမရက်ပဲဘယ်ဘက်ကိုမှမထောက်ခံတယ်လို့မဆန့်ကျင်ပဲနေတဲ့အစုပါ နောက်မိခိုးရောင်တစုကတော့ဘယ်ဘက်ကိုမှမကြိုက်လို့ဘယ်ဘက်ဖြစ်ဖြစ်စန့်ကျင်မယ်ဆိုတဲ့အစုဖြစ်ပါတယ်။စက်ကောင်စီရဲ့လက်တလောစိုက်ဝါနဲ့ဝါရဖြန့်ချည်ရေးကအဲ့ဒီမိခိုးရောင်အစုနှစ်စုကိုဥတီထားတာဖြစ်ပါတယ်။သူ့ဘက်ကကြည့်ရင်တော်လိုင်းရေးဘက်ကအစုဟာအဖြူရောင်ဝါရဖြန့်ချည်ရေးအောက်မှာမို့ထိခိုက်အောင်စီယုံလို့လောက်ခအောင်လှုပ်လို့မရနိုင်ပါဘူး။သူကင်လှုပ်လို့ရနိုင်မဲ့အုပ်စုကိုချိန်ပြစ်ဖို့မိခိုးရောင်မိုင်းတွေနဲ့ ၊မြားတွေ၊ကြည်တွေတက်ဆင်ပါတယ်။ဒါမှမိဂိုရောင်အုပ်စုဟာသူတို့ရင်ဝါကိုမိဂိုရောင်မြားတွေ၊ကြည်တွေစိုက်တဲ့အချိန်တရီမထားမိနိုင်အောင်တသားတည်းလို့မြင်သွားမှာပါ။ဒီလိုမှမိဂိုရောင်အုပ်စုနှစ်စုထဲမှာစုံစမ်းစူးစမ်းတတ်တယ်လို့ယူဆနိုင်တဲ့မောင်ဆန်ရှားမဲဆန်ရှားတွေကိုသူတို့စစ်ကောင်စီကတပြားမှ အကုန်မခံရပဲမွေးဖွားလိုက်နိုင်ပါကို့ အုပ်စုကပဲအဖြစ်ရောင်အုပ်စုတွေကိုမီဒီယာကူးဆက်ပိုးတွေဖြန့်ပေးနိုင်မှလည်းဖြစ်တယ်လေစစ်ကောင်စီရဲ့အမဲရောင်ဝါဒဖြန့်ချီရေးတက်တက်ဟာတိတာလုံးတော့အလုံးမဖြစ်တော့သလိုဖြစ်နေချိန်မှာမိခိုးရောင်စစ်စင်ရေးဟာလိုအပ်ချက်ပါပဲဒါပေမဲ့သူကဓာတ်ရိုက်ထောက်ပံ့ခိုင်းစေတာမျိုးမဟုတ်တဲ့စစ်စင်ရေးမျိုးဖြစ်သွားအောင်ကင်းကျင်းတဲ့ရင်ဒီလိုအပ်ချက်ကပြည့်တာကိုငါတို့ကဘယ်ဘက်မှမပါဘူး အသုံးမကျတဲ့နှစ်ဖက်စလုံးရဲ့အားနည်းချက်တွေပဲဖော်ထုတ်ပြမယ်လို့မိခိုးရောင်မိုင်းတွေကင်ပြီးခြေတက်လာသူတွေများလာတာဟာခေတ်သစ်မီဒီယာမိုင်းကြီးတစ်ခုဖြစ်တဲ့အချင်းချင်းကြားမယုံကြည်မှုကိုဖြစ်လာစေနိုင်ပါတယ်။ငါတို့လည်းဘယ်ဘက်မှမပါဘူး။တိတ်တိတ်လေးနေမယ်ဆိုတော့မိခိုးရောင်အုပ်စုကိုပါပို့ပြီးဝေဝါအောင်လုပ်ပေးနိုင်တယ်ဆိုပါတော့။အဲ့ဒီကတဆင့်တန်တရာတွေကြီးလာကြမယ်။ တခုခုပြပြတတရက်တည်ရင်ဝေပန်တိုက်ခိုက်အပြစ်တင်ခံရတော့မှာပဲလို့စိုးကြောက်လာမယ်။ဒီဝင်းကျင်ကနေထွက်ပြေးကျင်လာမယ်။အားလုံးနဲ့အတူဖြတ်တန်းနေရတဲ့အစစ်အမှန်ဖြစ်စဉ်ကြီးကိုအစိမ့်စိမ့်အမွာမွာဆွဲဖွားလိုက်ပြီးကိုရင်ဆိုင်လိုတဲ့အစိမ့်ပိုင်းလေးကိုပဲရင်ဆိုင်တော့ဖို့ကြိုးစားလာမယ်။ကျွမ်းကျင်သူတွေပြောတယ်ဆိုလည်းမယုံတော့ဘူး။ခံစားချက်တွေကိုနေရာချဖို့ခက်လာတာနဲ့အမျှကိုစိတ်နဲ့အစဉ်ပြေတဲ့သတင်းတွေပဲရွေးဖက်လာပြီး အဆင့်အမှန်တွေကိုရှောင်ကွင်းလာမယ်စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဖြစ်လာစေနိုင်ပါတယ်စစ်ကောင်စီဟာသခိုင်းငလျင်28ရက်မတ်လနောက်ပိုင်းအပြစ်အခက်ရက်စဲမယ်လို့ကြေညာပေးတဲ့အတိုင်းမေလ23ရက်နေ့အထိ45ရက်ဝင်းကျင်ကာလအတွဲမှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုပေါင်း629ကြိမ်ပြုလုပ်ခဲ့ပြီးစစ်ကောင်စီရဲ့ဘုံနဲ့လက်နက်ကြီးတန်းကြောင့်တေဆုံးသူ439ဦး တန်ရာရဦးရေ904ဦးရှိခဲ့ပြီလို့ DVB ကအမှတ်တမ်းပြုစုထားပါတယ်။ဒီနေ့အထိလဲဘုံကျဲတာတွေဟာအဆက်မပြတ်ရှိနေသေးပါ။တကယ်တော့မြေပြင်စစ်တီနဲ့ပြူလိုဒလန်လိုဒေတာကန်တွေရဲ့တရင်အချက်လက်ပေါ်မှာအခြေတည်ပြီးဘုံကျဲရမယ့်နေရာကိုသတ်မှတ်တာပါ။ဒီတော့ရန်သူကိုပြစ်မှတ်ထားပြီးတရင်ပိုးခဲ့တာတွေရဲ့ တဏ္ဍရာဂိုင်နှုံးကပြစ်မှတ်အတိတ်ကြကိုထိမှန်ပြီးတဏ္ဍရာဂိုင်နှုံးကတော့တာမန်ပြည်သူတွေကိုထိမှန်ခဲ့တာမို့ဒီလိုမဖြစ်ရအောင်ဘယ်လိုလုပ်ကြရင်ကောင်းမလဲလို့စစ်ကောင်စီဘက်ကဘယ်တုံးကမှ မတွေးခဲ့ပါဘူးပြောရေးဆိုခွင့်ရှိသူအဆင့်ကတော့နိုင်ငံတကာမီဒီယာမှာဒါဟာစစ်ရဲ့ဘေးထွက်ဆိုးကျိုးပဲလို့ပြောခဲ့တာကိုဒီတော့ကြံသူတွေကလည်းသူ့လေတံလိုက်ပြီး ာလိုင်းရေးဘက်ကအရက်သားနေရာတွေကိုစိတ်ရဲအတွက်တုံးဆွဲပြီးအလုံးလုံးနေကြတာဒါမှားတာတကယ်တော့တက္ကသိုလ်တွေပါဝင် အရက်သားနေရာတွေမှာတက်ဆွဲကြတာစစ်ကောင်စီတက်တွေပါအပြစ်တင်ခြင်းလက်နက်ကင်တော်လန်ဖို့ဆုံးဖြတ်တိုက်တွန်းခဲ့ကြတဲ့သူတွေကိုအပြစ်တင်လို့ပြောကြတာပေါ့အစ္စရေးတက်တွေကဂါဇာကလူမှုကိုဘုံကျဲတာမဟုတ်ဘူး ဟာမတ်စ်တွေကသာလူတို့ကို လူသားတိုင်းလို့အတုံးချနေတာလို့ပြောနေတဲ့လေတံနဲ့တထက်တည်းမကြနေပေဘူးလားတိတ်ဆုံးသွားတဲ့လူသားတွေအတွက်ဝမ်းနဲ့စာနာမှုလေးတောင်မပြောဘဲငါအပြစ်မဟုတ်ဘူးနင်တို့ထောက်ခံနေတဲ့သူတွေရဲ့အပြစ်လေလို့လှုပ်ပြီးမိခိုးရောင်အုပ်စုတွေအားလုံးကို ဝေဝါးသွားအောင်လှုပ်ရတာရဲ့အကျိုးကရော နိုင်ငံအတွက်ဘာများကောင်းစေပါဒလဲတကယ်တော့လူတယောက်တိတ်ဆုံးရအသက်ခံရတဲ့အပေါ် ပတ်အခြေခံပြီးသဘောကျရဝဟန်းနေရဆိုတဲ့အခြေအနေစိုးရဲကိုမြန်မာတနိုင်ငံလုံးကကြောက်ရွံ့နေအောင်စစ်ကောင်စီရဲ့အာဏာသိမ်းနောက်ဆက်တွဲအုတ်ချုပ်စီမံပုံကစနစ်တကျဆောင်ရွက်ထားပြီးပါပြီ။ဒါကိုကြော်လွှားကြဖို့အတွက်ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့အခြေခံအကြဆုံးပြဿနာအစစ်ကို ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါတယ်။အဲ့ဒီလိုမဟုတ်ဘဲစင်ပွားပြဿနာတွေပေါ်ငင်းခုန်ပြီး အချိန်ကုန်စိတ်ပန်းအဖြစ်ခံကြမယ်ဆိုရင်ဒါကရော နိုင်ငံအတွက်အနာဂတ်ကောင်းကိုတည်ဆောင်လာပေးနိုင်တယ်လို့ထင်နေကြတာပါလားဘတ်နဲ့အကျိုးစီးပွားအခြေခံစဉ်းစားမှုတွေကနေရုံထွက်နိုင်ကြဖို့ဟာလက်နက်ကင်တိုက်ပွဲတွေအဆုံးသတ်ပြီးသွားတဲ့အချိန်ရှိနေအောင်မဲ့စိန်ခေါ်မှုတွေလို့ဆိုရပါမယ်အရာတွေကိုကောင်းကောင်းမကင်တွယ်နိုင်ပဲဘလို့လုံပြီးကောင်းမွန်အေဂျင့်နဲ့အနာဂတ်နိုင်ငံတော်ဆိုတာမျိုးကိုတီထောင်နိုင်ကြမှာပါလေ ိုလိုချင်တဲ့ရလက်ကိုသာနိုင်ငံအတွက်အဖြစ်အဖြစ်ဖြစ်ချင်စောနဲ့မိုင်လုံးကြီးတဲ့စစ်ကောင်စီတက်ကသာအခြေခံအကြဆုံးပြဿနာအရင်းမြစ်ဆိုတာကိုမျက်ကွယ်ပြုပြီးဖြစ်ရက်တစ်ခုချင်းစီပေါ်မှာမိခိုးမိုင်းတိုက်နေရတာကိုနိုင်ငံရေးအမျှော်အမြင်အဖြစ်ဆက်ရှုမြင်နေကြအောင်ပါလားဒါမှမဟုတ်စစ်ကောင်စီရဲ့ဗျူဟာမြောက်ရွှေ့ကွက်တိန်နောက်တလိန်ကောက်ကွေမလိုက်ကြပါပဲတတိကြီးကြီးနဲ့တော်လိုင်းရေးအနှစ်သာရအစစ်မှန်ဖြစ်တဲ့ ဆရာနာရှင်ခြုံငန်းရေးကိုပို့ပြီးအာယုံစိုက်ကြမလားဆိုတာရှေ့ကြည့်ကြဖို့လိုပါတယ်။အများစုလူတို့ရဲ့ကြည်ပြူပူပေါင်းမှုမရနိုင်ဘဲနဲ့နိုင်ငံတွင်းကဘယ်အမဲဘယ်အဖြူမိဂိုအုပ်စုတွေမစိုးစိတ်လုံးကြုံကိုအေးချမ်းစွာနေနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်စစ်ကောင်စီကိုတိုက်ရိုက်ဖြစ်စေတယ်ဝိုက်ဖြစ်စေထောက်ခံနေကြသူတွေအလုံးလဲချေရမယ်မိဂွန်းတစ်ခုရှိပါတယ်။ တာမန်ပြည်သူတွေကိုကိုယ်တိုင်စိတ်ကြေအောင်လုပ်နေတဲ့စစ်ကောင်စီကဥဆောင်ပြီးသူတို့လိုချင်တဲ့အဖြစ်ရအောင်လုပ်မဲ့စည်ရေးဖြစ်စေရွေးကောက်ပွဲဖြစ်စေဟာနိုင်ငံအတွက်အနာဂတ်ကောင်းကိုစောင့်ကြည့်ပေးနိုင်မယ်လို့တကယ်ကိုရှင်တဲကနှစ်နှစ်ကာကာယုံကြည်စိတ်ချနိုင်ရဲ့လားဆိုတာပါ။